ဒီနေ့ live ကို join ပေးနေတဲ့ဆီရှိဒီခန်စွာနဲ့ error တက်နေတဲ့ခြားရေအနေနားထောင်ပြီးတဲ့အကိုရီမတွေမင်္ဂလာပါ community call ကနေပြန်နေကြိုဆိုလိုက်ပါရရှင်ဟုတ်ကဲ့ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဆိုရင် community call မရှိဘူးဆိုတော့ဟိုအားလုံးကဝမ်းနေကြလိမ့်မယ်လို့ထင်တယ်အာ community call မှာကဒီနေ့မှာဆိုရင် SCF မှာရှိနေတဲ့ campaign တွေတည်းကတစ်ခုဖြစ်တဲ့အဝေဟင်ဆိုးမှုစီဝဆိုး campaign ကတာဝန်ရှိသူတွေကိုဒီနေ့မှာဧည့်သည်ဖြစ်နေဖိတ်ခေါ်ထားပါဗျ။အဲဒီဒီနေ့ရဲ့ community call လေးမှာဆိုရင်လေချောင်းနဲ့ပတ်သက်တဲ့ဤပညာဗဟုသုတတွေအပြင်ကိုမိဘပြည်သူတွေအနေနဲ့တည်ထားရမယ့်ဆောင်ရန်ရှောင်ရန်လေးတွေကိုလည်းပြဝေပေးသွားမယ်ညာလီတညာဖြစ်ပါရှင်။အဲ SCF လို့ပြောလိုက်တာ ਨੇ အားလုံးရဲ့အကြည်ဓာတ်ပိုင်ရှင်ကုထိန်လင်းကိုတတိယနေကြရဟုတ်ကုထိန်လင်းရဲ့ community ကိုအကူရိအမတွေကိုအကြည်ဓာတ်လေးရင်းနဲ့နှုတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါခင်ဗျာအာခုနကကျွန်တော်ပြောသလိုပဲပေါ့နော်မျိုးပန်ချစ်သူတွေဒီ SCF အကြည်ဓာတ်လေးတွေအားလုံးပေါ့နော်အာဒီ new tea မြို့ထီချစ်သူတွေအားလုံးကျေးဇူးအများကြီးတင်ရပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့အခုလိုမထင်မပဲအရာလေးတွေတွေ့တွေ့တဲ့အခါမှာပေါ့နော်အာထွက်များထွက်သွားကြရင်လာများမကြည့်ကြတော့ဘူးလားဆိုရင်ခဲ့ပြင်မဲ့အာစိတ်ရှိရှိနဲ့စောင့်မျှော်ပေးကြလို့ နားလည်ပေးကြလို့တကယ်ကိုခွန်အားများဖြစ်ရပါတယ်ကျေးဇူးများတင်ရပါတယ်အာဒီညကတော့ကျွန်တော်တို့အားလုံးအတူတူ join တဲ့ community ကိုဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့အာအရင်လိုအစီအစဉ်လေးနေမှာမဟုတ်ပဲဒီနေ့ထူးခြားတာကကျွန်တော်တို့ထပ်ပို့ပြီးတော့တွေ့ကြုံများတဲ့တွေ့ကြုံရင်းနဲ့အာဒီ angle တို့လာ join နေပေါ့နော် special guest entity ဝဟင်ဆိုမိုးစီပါဆိုဒီအင်ဂေရောကကျွန်တော်တို့အားလုံးသိတဲ့နဲ့အခုချိန်မှလည်းနိုင်ငံရဲ့တဝန်အရေးကြီးနေတဲ့ ဒီလေချောင်းဤပညာအကြောင်းတွေပြောပြမှာဆိုတော့အားလုံးပဲကျွန်တော်တို့အတူတူအားထောင်ကြည့်လိုက်အောင်လားခင်ဗျာဟုတ်ကဲ့ပါအခုဆိုရင်ဝေဟင်စိုးမိုးစီဝဲစိုးကမ်ပိန်းကတာဝန်ရှိသူတွေကလည်းအဆင်သင့်ဖြစ်နေပြီဖြစ်တဲ့အတွက်ပထမဦးစွာအနေနဲ့အန်ကယ်ဥယျင်ထွေကိုဖိတ်ခေါ်ပါစီရှင်အန်ကယ်မင်္ဂလာပါမင်္ဂလာပါသမီးဦးတောင်ကြားလာမသိဟုတ်ကဲ့အန်ကယ်ကြားရပါတယ်အာဒီနေ့ တမီးတို့ရဲ့ community ကိုကို လာပြီးတော့နားထောင်ပေးနေတယ်အကိုရီအမတွေကိုအငယ်ရဲ့နာမည်လေးအပြင်အငယ်တောင်းရင်ယူထားတဲ့အဖွဲ့အစည်းလေးအကြောင်းလေးနဲ့မိတ်ဆက်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါဦးကမိတ်ဆက်မယ်ဆိုရင်ဦးအကြောင်းလေးလေးကိုပြောခြင်းနေတာပေါ့နော်ဘာကြောင့်လဲဆိုတော့အားလုံးကပထူရီကဘာတွေ လုပ်ကြတယ်ဘာတွေဘာတွေဘယ်နေရာမှာတာဝန်တွေယူနေရဘယ်နေရာမှာစွန့်စံတယ်မှာပါဝင်နေကြတာကိုသိသိစေခြင်းနဲ့ဆန္ဒပါကျွန်တော်နာမည်ကတော့မောင်ရင်ထွေးလို့ခေါ်ပါတယ်ကျွန်တော်တော့ identity dictatorship for Burma United States အမေရိကန်နိုင်ငံနေပြီးတော့ပါဝင်ကူညီပေးတာဖြစ်ပါတယ်။ကြွယ်ရလာတဲ့ပေသက်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းမှန်ခြင်းနဲ့ပြည့်စုံပြီးတလုံးတဝနဲ့ဘုံမကြတဲ့အရာမှနေနိုင်ကြပါစေလို့အရေးဆုံးဆုတောင်းလိုက်ပါတယ်သမီးရေ။ဟုတ်ကဲ့ပါအငငယ်အငငယ်ကိုရာကပြပောက်ရောက်နေတယ်ဆိုပေမဲ့ဒါပြည်သူတူဦးဖြစ်တဲ့ သူလည်းဖြစ်တဲ့အတွက်ကြောင့်ပြည်တွင်ထဲမှာရှိနေတဲ့ပြည်သူတွေကိုစိုးရိမ်ပူပန်မှုတွေအပြည့်ဖြစ်နေတဲ့ဒီခန်းစားချက်လေးကနေထွေပါတယ်အနေရာ၄ချိန်နေမတူပေမဲ့လေ community calling မှာအားလုံးရဲ့အရင်ပတ်ချင်းကနင်းနေပါတယ်ရှင်ဆက်ပြီးတော့အငယ်ဒီလေဟုတ်ဝီဟင်ဆိုးမှုစီပွားဆိုး campaign လေးအကြောင်းနဲ့အဲဒီ campaign လေးလောက်ရတဲ့ရည်ရွယ်ချက်လေးကိုလည်းသိချင်ပါတယ်ဟုတ်ပါတယ်တပည့်ဥရောဒီ United States မှာရှိတဲ့ fundraising အားလုံးကိုနိုင်တဲ့ဘက်ကနေပြီးတော့ ရင်ပချင်းချိတ်ဆက်နေတဲ့ညီကိုမောင်မားတွေတိုင်းရင်းသားညီကိုမောင်မားတွေနဲ့လှုပ်ပြီးနေတာဆိုတော့ဥဒီ campaign လောက်ရတဲ့ရေးချက်ကိုမပြောခင် ပထမ2023ဂျွန်လ25ရက်နေ့နေပြီးတော့ဂျွန်ဟိုဇူလိုင်31ရက်နေ့ဥရောရဲ့စူပေါင်းမိစ္ဆာနှင်ပွဲဆိုတဲ့အဲ drone project ကိုဥရောဥရဲ့ R&D နဲ့ပေါင်းပြီးမြေပြင်အဖွဲ့ Greenie မှာရှိတဲ့ကျွန်တော် PDF တွေနဲ့ပေါင်းပြီးတော့ campaign တစ်ခုလုပ်ခဲ့တဲ့တမီးကြီး အဲ့ဒီကမ်ပိန်းလေးရဲ့ရေချက်ကအားလုံးရေမှန်းချက်ကတော့အားလုံးပေါင်းဒေါ်လာတသိန်းခွဲပေါ့နော်အဲ့ဒီအချိန်တုန်းကတော့ဒေါ်လာတသိန်းနဲ့တထောင်ရခဲ့တယ်ဆိုရခဲ့တဲ့အတွဲ green green ပြည်နယ်မှာလည်းရှိတယ်ကျွန်တော်ဒီ PD ရဲ့ဒီတိုင်းရင်းသားရေကိုလေးရဲ့လက်ပံတွေပြောင်းပြောင်းနဲ့လုတ်ခဲ့တာအားလုံးနဲ့တည်တဲ့အတိုင်းပဲ green ပြည်နယ်မှာဘုံတွေချလိုက်တဲ့ drone တွေချလိုက်တဲ့တေးတဲ့စကားစားတွေတေးတဲ့ပြီးကြတယ်အုံနဲ့ကျင်းတဲ့ green ပြည်နယ်မှာဒုက္ခတွေ သူတို့တော်တော်လေးကိုကတိလင်နာတွေဖြစ်ပြီးတော့ဖေယိုဖေးတွေဖြစ်ခဲ့တာအဲ့ဒါဥရောပရဲ့ပါဝင်ပတ်သက်မှုအပိုင်းစာတစ်ခုပဲပေါ့နော်အဲကိုဒုတိယဒီကမ်ပိန်းလေးလုပ်မယ်ဆိုတော့ဦးနဲ့အာဒနီယာဦးအောင်ဒေါ်လာနှုတ်နဲ့စဉ်းစားတဲ့ခါကျတော့ဥရောလုတ်ကျင်တာတင်းလင်းလာရေးတိုင်းရဲ့တို့တိုင်းစစ်ဌာနချုပ်မှရှိတဲ့ drone တပ်ဖွဲ့တွေကိုဥရော drone တွေတက်ဆင်ပေးခြင်းနဲ့ ရလာတဲ့ပတ်စံလေးနဲ့ပြည်သူတွေကပြည်သူကပဲထောက်ခံရတဲ့တမီးစက္ကစားလာလှူတာလည်းမဟုတ်ဘူးပြည်သူတွေသူတို့ရဲ့ချွေးနှဲစံနဲ့လှူဒန်းတဲ့ပတ်စံနဲ့ကုလိုရဲ့ဒရုန်းတွေတက်ဆင်ပြီးတော့ကုလိုကနေပြီးတော့ဒီမြေပြင်မှာရှိတဲ့တိုင်းရင်းသားညီကိုမောင်နှမတွေ PDF တွေကနေပြီးပြန်တိုက်ခိုက်လို့အရင်တော့ကူကန်စက်ကနေတွန်းလှန်စီကိုဖြစ်ခဲ့ပြီးတမီးရဲ့ဒါကြောင့်မို့ဥရောဒီဒုတိယကမ်ပိန်းလေးလုပ်မယ်ဆိုတော့ဘာလို့သွားတတိယလဲဆိုတော့မင်းကိုနိုင်ရေးခဲ့တဲ့ကြပြားလေးတစ်ပုဒ်ရှိတယ်နောက်ဆုံးအပိုက်ကိုဥဖတ်ပြပါမယ် လူတွေမဆိုထားနဲ့ဇီဝဆိုးငှက်ကလေးများတော့အာနာဖီဆန်ခဲ့တဲ့မျိုးမတရားသိမ်းခံရတဲ့အိမ်ကိုမပြန်စတဲ့ငှက်တိုက်တွေကိုမအံစတဲ့အာခံခဲ့တဲ့မျိုးအဲ့ဒီမျိုးလေးကိုလည်းနည်းနည်းအချင်းချင်းကြီးပြောရရင်တော့အဲ့ဒါတနင်္လာတိုင်ရဲ့ဖိမ့်မျိုးဖြစ်ပါတယ်အဲ့ဒီအချိန်ခါတော့ဒါဥရုမှတ်မိတဲ့လောက်ဆိုဘုတ်ကျုပ်တန်းရွှေပေါ့နော်ခုအာနာရှင်တန်းရွှေနေပြီးထိန်းချုပ်ထားတဲ့အချိန်အဲ့ဒီအချိန်တော့ကဖိမ့်မျိုးရဲ့ အိမ်ကြီးတဲ့အိမ်ကိုဇေဝဆုံးငှက်ကလေးတွေလာပြီးနားတယ်တကောင်စနှစ်ကောင်စ၃၄၅ကောင်တွေအကောင်တွေများလာပြီးတော့မျက်တိုက်တွေအံခဲ့တယ်တဖေးဖေးနဲ့များလာတဲ့ခါကျတော့အိမ်ရှင်ကအံ့ဩတယ်အော်ဒါသူတို့သူတို့မတောင်းဆိုဘဲနဲ့ဖြတ်တည်းကဒီအိမ်ကြီးကိုလာနားပြီးတော့ငှက်တိုက်တွေလာတယ်ငှက်တိုက်တွေအံတယ်တဖေးဖေးနဲ့များများလာတဲ့ခါကျတော့အဲ့ဒီငှက်တိုက်လေးတွေပြန်လဲထုတ်ရောင်းရင်းနဲ့အဲ့အိမ်ရှင်ကကြီးွားလာတယ်အေးအဲ့ဒီအချိန်မှာဘာဖြစ်လဲဆိုတော့နည်းနည်းမြင်ရင်နည်းနည်း နာမည်ကြီးလာရင် အာနာသိမ့်ရင်နဲ့ထိမ့်ရင်သိမ့်ရင်နဲ့ရှိတဲ့စက္ကဆာကအဲ့ဒီအိမ်ကိုထိမ့်ချုပ်ပြလိုက်တယ်ဘလို့ထိမ့်ချုပ်လိုက်လဲဆိုတော့ဒါကတိုက်ပြရထွက်တဲ့တစ်တောထွက်တဲ့တစ်တောတန်ရာဇာရပစ္စည်းတွေမလို့ဒီငှက်တိုက်ကြီးလာတဲ့အငှက်ဇီဝစုငှက်ကြီးလာတဲ့အံဘတ်တွေကိုသူတို့ပြည်သူပိုင်သိမ့်တဲ့သဘောနဲ့ဒီအိမ်ကြီးကိုသိမ့်ပြီးတော့သူတို့အစိုးရကနေပြီးတော့ခြေလဲပြီးတော့ပြန်လဲမုန်းပြီးတော့ငှက်တိုက်တွေကိုပြန်လဲသိမ့်ယူတယ်အဲ့ဒီအချိန်မှာဘာဖြစ်သွားလဲဆိုဇီဝစုငှက်ကြီးအလုံးက နှက်တိုက်တွေမအံ့ဖင်းတော့လေအဲ့ဒီအိမ်ရင်တွေထွက်ခွာသွားကြတယ်အဲစကားစားလဲနှီးပေါင်းစုံနဲ့ပညာရှင်ပေါင်းစုံနဲ့နှက်တွေပြန်လာအောင်နှီးပေါင်းစုံနဲ့ခေါ်လဲနှက်တကောင်းမှပြန်မလာခဲ့အဲအဲ့ဒီအချိန်မှာနောက်ဆုံးသူတို့လုံးလုံးမရတော့ဘူးဆိုလက်မှန်ချပြီးဒီအိမ်ကပြန်ထွက်ခွာပြီးနောက်နေမှာပဲဇီဝဲစုံနှက်ကလေးတွေကဒီအိမ်ကိုပြန်လာခဲ့အဲ့ဒါဘာလို့သူတို့သိလဲဆိုတော့လူတွေမပြောနဲ့လူတွေစီရီယံလုတ်တဲ့လူတွေမပြောနဲ့တလိစံနှက် ဒီဝဇိုးငှက်တရားဒီစကားစာကိုစီရီယန်လုတ်တယ်ဆိုတာကိုတက်တင်ပြလိုက်တာပဲအဲ့ဒါလေးကိုသဘောကျပြီးဦးလို့ကနေပြီးတော့ဝင်းစိုးမှုဇီဝဇိုးဆိုတဲ့ကမ်ပိန်းလေးကိုဦးလို့ရဲ့ R&D ရဲ့တနင်္လာရီတိုင်းကကိုဒေါ်ရာတို့နဲ့ပေါင်းပြီးတော့ဒီကမ်ပိန်းလေးလုပ်ရတာပါဦးလို့ရဲ့ကမ်ပိန်းရေရက်ကတော့ရရှိတဲ့ငွေအားလုံးညှော်လင့်တာပေါ့နော်ရရှိတဲ့ငွေအားလုံးကိုဒီ drone တွေတက်ဆင်မယ်တနင်္လာရီတိုင်းမှာသူတို့ ချဲလဲအုပ်ချုပ်နေတဲ့နေရာတွေကိုခေါင်းပေါ်တက်တက်ကြအောင်ငေးပညာတွေနဲ့ဒရုန်းတွေတိုက်ပွဲဝင်မယ်ဆိုပြီးတော့အဲ့ကမ်ပိန်းလုပ်ရတာပါနောက်တစ်ခုရှိပါသေးတယ်တမီးရဲ့အခုချိန်မှာကမ်ပိန်းတွေကလည်းအများများပါတယ်ဥတို့သိပါတယ်ပြည်သူတွေလည်းပင်ပန်းလာပါပြီဘာကြောင့်လဲဆိုလေးနှစ်တာကာလတွင်မှာနိုင်တဲ့နေတဲ့ပေါ်တင်တစ်မျိုးအိုးကြီးတစ်မျိုးနေပေါင်းစုံနဲ့လှူဒန်းနေတဲ့ပြည်သူတွေလည်းဥတို့ဒီနေရာနဲ့ထိုးပဲကျေးဇူးတင်ရှိပါတယ်ပြည်သူနဲ့ပြည်သူပြည်သူတွေပူးပေါင်းပြီးတော့ရင်ပန်းချင်းချိတ်ဆက်တဲ့ပြည်သူတွေနဲ့ အားလုံးပေါင်းပြီးကြိုက်ဖို့ဝင်မှာကုလိုရဲ့စကားစာရဲ့တွန်းလှန်နိုင်မှာကုလိုရဲ့ရေမှန်းချက်ကတော့မပြုတ်ပြုတ်တဲ့နည်းနဲ့တိုက်ကြမယ်ဆိုတဲ့ရေရဲချက်တွေနဲ့ရင်ဘတ်ချင်းချိတ်ဆက်နေတဲ့ညီကိုမောင်နှမတွေကုနားထောင်နေတဲ့ညီကိုမောင်နှမကျွန်တော်တို့အသက်ကြီးတိုင်းလည်းပါမယ်ငယ်တိုင်းလည်းပါမယ်ကျွန်တော်ပြောပြောခဲ့ဆိုတဲ့ထဲမှာပါရိုက်လေးလေးရှိမယ်အရာလေးနားလည်ပြီပါဘာကြောင့်လဲကျွန်တော်တို့ကအရင်လှုပ်ချင်နေတာလှုပ်ချင်နေတဲ့ဆိုတာကကျွန်တော်တို့ကကျွန်တော်တို့ရဲ့ပို့ပြီးတော့မြေပြင်မှာတိုက်ပွဲဝင်နေတဲ့ညီကိုမောင်နှမတွေပြည်ပြကလေးကျွန်တော် တာသမီမြေရွယ်တွေပါ သူတို့လက်ကြည့်လိုက်သူတို့တော့ဘာမှမရှိဘူးသူတို့ရဲ့တိုက်ပွဲခေါ်တန်ကသူတို့ပြောတာကျွန်တော်သိခဲ့တယ်ကျွန်တော်ကိုယ်တိုင်လည်းမြေပြင်ကိုကျွန်တော်လေးကောက်လောက်ဆင်းခဲ့ပူပါတယ်ကျွန်တော်ကြုံတွေ့ခဲ့တယ်ဘာပြောလဲဆိုတော့အိုးပြစ်အိမ်ပြစ်မိဘပြစ်စစ်သူပြစ်ပြစ်ချင်းလေးမျိုးခံခဲ့ရတယ်ကျွန်တော်တို့ဘွားတယ်နောက်လှည့်ကြည့်ရင်ကျွန်တော်ရှိမှဘာမှမရှိတော့ပါဘူးတဲ့ကျွန်တော်တို့ပြန်ပြစ်နိုင်တာကျွန်တော်တို့လက်ထက်မှာရှိတယ်ဦးနှက်ပြီးဒရုန်းတွေနဲ့ ဒီစက္ကစတွေကိုပြန်ပစ်နိုင်တယ်ဆိုတော့အင်အားတစ်ခုပဲရှိပါတယ်ဆိုပြီးပြောခဲ့တယ်။အဲ့ကလေးတွေပြောတဲ့အတန်လေးတွေကြားတယ်။သူတို့နဲ့တွေ့ခဲ့တယ်မြေပြင်မှာကိုကိုတိုင်းအိုကြီးအိုမနဲ့မြေကြီးကြားခဲ့ရတယ်ဘောက။အော်ငါတို့ဒီကလေးတော်မှာအသက်ကိုဘာနာနာမှာအသက်တွေစွန့်ခဲ့တယ်။ကလေးတွေဒီလောက်တော့လုံနေငါတို့ဘာဖြစ်လို့မကူညီနိုင်မှာလဲဆိုတဲ့စိတ်ဓာတ်လေးတွေတတိတွေမွေးပြီးတော့ကိုတို့ကိုချင်းကြီးတိုက်ပွဲဝင်ခဲ့တာ ADA ကနေကိုချင်းကြီးပဲ။ဥရောနိုင်ငံသမားမဟုတ်ဘူး ဗမာပြည်လွတ်မြောက်ဖို့တဲ့တောင်းတဲ့နေရာနေပါဝင်လက်တွဲကူညီတဲ့လူတယောက်ပါပဲတာမန်လူတယောက်ပါပဲဒါပေမဲ့လည်းဝင်းဟင်းဇိုးမိုဇီဝဇေးဆိုတဲ့ project ကံပေးမှာ project owner ဖြစ်ဦးလိုအဖွဲ့နေပါဝင်ခဲ့ပါတယ်ဦးလိုရဲ့ရည်ချက်မှာကောင်းကင်ဘုံမှာပြန်ဝဲနေတဲ့ drone တွေအားလုံးဟာကျွန်တော်တို့ပြည်သူတွေရဲ့ drone ဖြစ်ရမယ်ဆိုတဲ့ရည်ရချက်နဲ့တိုက်ပွဲဝင်လာဖြစ်ပါတယ် feeling မော့တမီးရယ်ခံစားချက်တွေပေါ့ဦးလိုအများဆုံးလွတ်မြောက်ခြင်းပြီး ပမာဘီကိုပြန်ကြည့်ပြီးညီကုံမောင်နှမတွေတိုင်းသားညီကုံမောင်နှမတွေနဲ့ပမာဘီကိုလွန်းလာပြီးတိုက်ပွဲဝင်နေတဲ့ညီကိုဘီသူတိုင်းသားညီကုံမောင်နှမအားလုံးပြီးတဲ့အားလုံးလေဟိုတက်ပေးရနေအများဆုံးပြင်းလွတ်ပြီးတော့ပမာဘီပြန်နိုင်ကြပါလေလို့ကုညီရကနေဆူတောင်းလိုက်ပါတယ်တမီးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါအန်ကေမျှဝေပေးသွားတဲ့အတွက်ကိုကျေးဇူးများရတင်ပါတယ်အာ အတမအကိုတွန်းလှန်ပြီးတော့ဓမ္မဘက်ကအယက်တီဖို့ဆိုရင်အသက်အရွယ်ကြီးမလိုပါဘူးအားလုံးကတာဝန်တည်တဲ့စိတ်တစ်ခုတည်းနဲ့နိုင်ရာတာဝန်ထမ်းနေဖို့ပဲလိုတာပါ